ကျွန်တော်ဒီတပွဲလဲပြန်ကြပဲတကွာကောင်းထုတ်မှာပါเนาะမမ်ဘာကတ်မှာမမ်ဘာကတ်ထုတ်မယ်တကွာကောင်းလဲရွေးမယ်မမ်ဘာကတ်မှာကျွန်တော်တို့ဒီအခုပြန်ကြကတော့ပြီးခဲ့တဲ့ပွဲကကင်တယ်လို့ပဲလေကက်စီပေါ့နော်အစိုက်တွေအများကြီးရနှစ်ကက်စီရရှိရကျွန်တော်ကတော့အဲ့ဒီလေကက်ထောက်လေကက်နဲ့ပြန်ကြကိုဖမ်းပြီးတော့နှစ်ကက်နဲ့ပြန်ပြီးဖမ်းမယ်ကျွန်တော်တို့ဒီ9 3 5 6မှာအာရှေအောအောင်ခဲ့တဲ့ပုံစံလို့ပေါ့နော် 356မှာဘယ်လိုဖမ်းမလဲဆိုတော့ဒီ356မှာကျွန်တော်တို့အောင်ခဲ့တာကရှယ်ဟောအောင်ခဲ့တယ်။နံပါတ်မှာတကွက်ကောင်းအောင်ခဲ့တယ်ပေါ့။အဲ့မှာဒီလိုပဲ366 366ဆောင်းထိုးတယ်။သူ့ရဲ့နောက်မှာကြားတယ်ခဏ။ကျွန်တော်93တွဲနှစ်ခတ်အတွေ့ခဏလည်းဖြစ်တယ်။နောက်တစ်ခုကသူကဒီမှာကြတော့ကလင်နာမှာနှစ်ခတ်စီပဲရှိတယ်။ 96နဲ့လို့ထောင်တယ်2ခု2လို့ကနန်းတည်တယ်သူ့အပေါ်တပွဲကျော်ကနန်းပြန်ကြတော့3966ဇောင်းထိုးတယ်ဘေးကိုပြန်ကြတယ်ဆိုတဲ့ပုံစံနဲ့ကျွန်တော်ဖမ်းမှာပေါ့နော်အခု3966မှာကျွန်တော်တို့ဖမ်းခဲ့တာဒီမှာ3966လို့ဒီမှာဇောင်းထိုးတယ်သူ့ဘေးမှာကြာမဲ့35အတွင်းကနန်းအဆန်ကြီးလဲတူလို့ပေါ့နော်အဲ့ဒီကနန်း96ပြန်ကြအောင်ဖမ်းခဲ့တဲ့အချိန်သူကဒီမှာ96လို့ထိစီ3လုံးထောင်ပြီးတော့2ခု2ကနန်းတို့ကနန်းရိုက်ထားတာအဲ့ဒီအပေါ်တပွဲကျော်ကနန်းကို တုံညာ66ဆောင်းထိုးတဲ့ဘေးကိုကြဆိုပြီးတာနှစ်ကပ်စီပဲရှိရတယ်။တုံညာ66ဆောင်းထိုးတာလည်းနှစ်ကပ်ပဲရှိတယ်။96နဲ့ထောင်ပြီး2ခွန်းနဲ့တဲတာလည်းနှစ်ကပ်ပဲရှိတယ်။အဲ့တော့နှစ်ကပ်စီချိတ်ဆက်ပြီးတော့အဲ့လိုပုံစံနဲ့ပဲကျွန်တော်မှန်ပါတကွာကောင်းထုတ်ထားတယ်ပေါ့နော်။အဲ့တော့အခုကပြီးခဲ့တဲ့အချိန်ကကျွန်တော်တို့က၃လုံးအထောက်နဲ့ဖမ်းတယ်၄ကပ်စီကိုဒီတစ်ပတ်ကို၄လုံးထောင်နဲ့ပြန်ဖမ်းမယ်။ ။ဘာလို့လဲနှစ်ဦးမှာခွန်ကိုနောက်တွဲခဲ့လို့ပြီးခဲ့တဲ့အချိန်ကခါထောင်သုံးလုံး30ဖြစ်ချင်းရအောင်ပထမဒုတိယဒုတိယမြောက်ခါထောင်သုံးလုံး30ဖြစ်ချင်းရအောင်မှာပြန်ကြပေါ့ဒီမှာပထမတစ်ခါခါထောင်သုံးလုံး30ဖြစ်တယ်ဒုတိယမြောက်ခါထောင်သုံးလုံး30ဖြစ်တယ်အောင်မှာပြန်ကြပေါ့နော်ဒါသုံးသပ်ပြီးခဲ့တဲ့နှစ်ကကျွန်တော်တို့66နှစ်မှာဗားထဲမှာအာအောင်သွားတယ်အကပေါ့အဲ့ဒီဒီမှာပထမတစ်ခါဒီမှာနှစ်ဦးမှာခွန်ကိုနောက်တွဲလို့ပထမတစ်ခါခါထောင်သုံးလုံး30ဖြစ်တယ်ဒုတိယတစ်ခါခါထောင်သုံးလုံး30ဖြစ်တယ်သူ့ရဲ့အောင်မှာပြန်ကြတယ် ဲ့တော့ဒီမှာကလည်းနှစ်ဦးမှာခွန်ကုန်းနောက်တွဲလို့8330ဖြစ်တယ်ဒုတိယမြောက်8330လို့10ဖြစ်တဲ့အောက်မှာကျွန်တော်ဒီမှာရခဲ့တယ်အဲတုန်းကဘောပေါ့နော်ရေကြီးကြီးရေကြီးနေတဲ့အချိန်ကြီးလိုင်းတောင်ပြတ်လို့ကျွန်တော်ဖုံးမဆေးရနေပို့ရတယ်ဟာပေါ့အဲ့တော့ဒါမှမာထဲမှာ6ဘူး6ဘာ10ကွက်ကိုဒီထဲမှာအောင်ခဲ့တယ်အဲ့တော့ပြီးခဲ့တဲ့အချိန်ကကျွန်တော်ဆက်လိုက်တော့8330ဆိုတာပြန်မကြတော့ဘူးတို့ပြီးမြဲအဲ့ဒီလိုင်းလေးကပဲကျွန်တော်ကအခုချိန်ရွေးထားရတာကတကွက်ကောင်း ပေါ့နော်ပြန်ကြပဲပြန်ကြအောင်အဲ့လိုင်းနေရယူရဲဒါပေမဲ့တကွာကောင်းကိုနှစ်ကစီးနဲ့ကျွန်တော်အဲ့ဒါကတော့ကျွန်တော်ဒီအဖွဲ့ဝင်တွေအတွက်ပဲထားရတာပေါ့နော်ဘာလို့ဆိုကျွန်တော်လည်း membership မှရက်တည်လို့ရတာဟုတ်အဲ့တော့ဒီမှာနှစ်ဦးမှာအဲ့တော့နှစ်ဦးမှာဒီမှာခွန်ကုန်းနောက်တွဲအဲ့လိုင်းပဲဖမ်းမယ်ခွန်ကုန်းနောက်တွဲတယ်အဲ့ဒီနေ့ထဲမှာနှစ်ဦးခွန်ကုန်းနောက်တွဲလို့သူကနှလုံးပေါင်းကြီး6ယောက်အဲ့ဒီနေ့ထဲမှာခွာ6ရဲ့အောက်မှာခွာပေါင်း6ရဲ့အောက်မှာပြန်ကြကစားတယ် ငါခွားချောက်နှစ်ဦးခွန်ကိုကနောက်တွဲကနှလုံးပေါင်းချင်း6ဖြစ်လို့သူကလည်းခွားချောက်ရအောင်မှာအဲ့ဒီနေ့ထဲမှာပြန်ကြတကွက်ကစားတယ်နော်အဲ့တော့ကျွန်တော်ဒီမှာလဲတတိယကဒီမှာနှစ်ဦးမှာခွန်ကိုနောက်တွဲပြီအဲ့ဒီကောင်ခွန်ကိုက6ဖြစ်လို့ဆက်ဆက်မှုရှိတယ်နော်ဒီမှာခွား6ရအောင်မှာခွားပေါင်း6ရအောင်မှာပြန်ကြကစားတယ်ပြန်ကြ6လေးခု ပြန်ကြပါဘောနော်အဲ့တော့ဒီမှာလဲနှစ်ဦးမှာခွန်ကိုနောက်တွဲခဲ့တယ်သူကနှလုံးပေါင်းကြီး6ကြောင်ပဲအဲ့ဒီနှစ်ထဲမှာခွာ6ရဲ့အောက်မှာပြန်ကြကစားမယ်လေးကံရောက်ဘောနော်ငါကိုတော့ပြန်ကြတယ်အဲ့တော့ဒီမှာနှစ်ဦးမှာခွန်ကိုနောက်တွဲခဲ့လို့အဲ့ဒီနှစ်ထဲမှာခွာ6ပဲအခုဒီမှာမှလာတာဒီမှာတော့နှစ်ဦးမှာနေတွဲသွားတယ်ဘောနော်တို့ပြင်မဲ့ခွာ6ဖြစ်တဲ့ကျွန်တော်တို့ကပြန်ကြကြလိုက်ရမှာခွာ6ဖြစ်တယ်အဲ့ဒီအောက်မှာ ပြန်ကြကစားမယ်အဲ့တော့ပြန်ကြဆိုရင်ကျွန်တော်မှပါပြန်ကြအကြိုက်ထုတ်ထားပါတယ်เนาะဒါပေမဲ့တကွက်ကောင်းကလည်းပြန်ကြကိုနှစ်ကစီနဲ့ရွေးထားတယ်တကွက်ကောင်းဆိုင်ကတော့မှပါတယ်မှာလိုက်လဲလွှင့်နေတယ်လို့လွှင့်ပေးပါခွဲတဲ့လူတွေကကန်းကောင်းသွားတယ်ပေါ့ကန်းကောင်းသွားတယ်ပေါ့ဆိုတော့ကျွန်တော်ကတော့ဒီလိုနီးစနစ်နဲ့ပဲကိုကရပူးပြီးဖြစ်တဲ့အတွက်ကြောင့်အဲ့မှာ366ဆောင်းထိုးတာပေါ့ဖြစ်ဖြစ်တဲ့အတွက်ကြောင့်ကျွန်တော်ကဒီနှစ်နှစ်နဲ့ပဲလိုက်ပါတိုးတဲ့ချိန်ကျွန်တော်နှစ်ကက်ကရမယ်ကျွန်တော်နှစ်ကက်နဲ့ဖန်တာကိုသဘောကျတယ်၄၅ကက် မွေးစိုက်တွေအထောက်တွေနဲ့ရှာတယ်နှစ်ကတ်တွေနဲ့ကွက်ခွဲကိုကိုကျွမ်းကျင်တဲ့ line ပေါ့နော်ကိုကြည့်နေကြ line တွေကနေနှစ်ကတ်တွေနဲ့ခွဲထုတ်ပြီးတော့ဖမ်းနေရှာတယ်အဲ့တော့ကျွန်တော်ကဒီအောက်မှာခွာပေါင်း6အောက်မှာကျွန်တော်ပြန်ကြဆုံမယ်တကွက်ကောင်းအောင်အဲ့တော့ number မှာအကြိုက်ဆုံးပဲပေါ့နော်အဲ့တော့ကျွန်တော်ဆိုလို့ချင်းပြောချင်တာကဒီမှာပေါ့နော်လက်ဆောင်ခွန်9ခွန်တဲထွက်တာကလည်း number 3ခဲ့ရှိတယ်အမခွန်9ခွန်တဲထွက်တာကလည်း number 3ခဲ့ရှိတယ်ပေါ့နော်ခွန်9ခွန်တဲထွက်တယ် မလခွန်9ခွန်လို့တက်ထွက်ပြီးသုံးခက်ရှိအဲ့ဒီခွန်9ခွန်လို့တက်ထွက်တာနဲ့သူ့ရဲ့နောက်တစ်နှစ်ကျော်မှာဗရိတ်ကိုရဲ့ဗရိတ်ကိုဗရိတ်3လို့ထတ်တယ်ပေါ့နော်ဗရိတ်3ပုံတွေထတ်တာတခြားအထောက်တွေရှိသေးတယ်နော်အဲ့ဒီဗရိတ်ကိုလို့ထတ်တဲ့တောင်းမှာပြန်ကြနော်ပြန်ကြအဲ့ဒီဆိုရင်ကျွန်တော်တို့ကဒီမှာခွန်9ခွန်လို့ထွက်တာနဲ့နောက်တစ်နှစ်ကျော်မှာ ပထမနှစ်ကမှာ6နှစ်တင်းနဲ့ဆော့လို့ကျွန်တော်သဘောကျတာပရိတ်ကိုသူ့အမှာပရိတ်သုံးပုံတွေခံထားတာပရိတ်သုံးပုံတွေထမ်းတဲ့ဒီပရိတ်ကိုရဲ့ဒီတောင်းမှာပရိတ်6ပြန်ကြနော်ပရိတ်6ပြန်ကြအဲ့ဆိုရင်ကျွန်တော်ကဒီမှာကိုးနှက်ခါ6တွေနော်ဆက်ဆက်မှုရှိတယ်ပေါ့အဲ့တော့ကျွန်တော်ကဒီမှာခွန်ကားခွန်ထွက်ပြီးအပေါ်မှာပရိတ်ကိုတွေကြည့်ပရိတ်ကိုရဲ့အောက်မှာသူကသုံးပရိတ်ခံရမယ်ဆိုဒီမှာပရိတ်ကိုထွက်တယ်သုံးပရိတ်မခံခဲ့ဘူးပေါ့နော်ဒီမှာပရိတ်ကိုထွက်တယ်သုံးပရိတ်မခံခဲ့ဘူး ပရိကူလေးကျွန်တော်ရှာကြည့်မယ်ပရိကူကဒီမှာလေးခွန်ရှင်းမှာတစ်ခါထွက်တဲ့ပရိကူဒီမှာတစ်ခါဒီမှာကြတော့အောက်မှာပရိသုံးလာထောက်ပြီနော်ပရိသုံးဒီကနန်းဒီကနန်းနဲ့ထောက်ချသွားမယ်ပရိသုံးပရိကူလို့ထပ်တဲ့ဒီတောင်းမှာကျွန်တော်တို့ကဒီမှာလည်းပြန်ကြအဲ့ဒါဆိုရင်တော့6ပရိပြန်ကြ3ချက်အညီပေးမယ်ဆိုရင်တော့6ပရိပြန်ကြနော်အဲ့တော့ကြံနေပြန်ကြရလေထိုးလို့ရတယ်အဓိကကကျွန်တော်တို့ကဆိုလိုချင်တာကပြန်ကြအောင်ဆိုလိုမယ်ဒီ ်ပင်ငါးစရာလည်းပြန်ကြကဒီပရိတ်ကိုပရိတ်သုံးလို့ထောက်တဲ့တောင်းတပင်ကြုံမှာပြန်ကြတယ်ခွန်ငါးခွန်တဲထွဲလို့အဲ့ဒီနေ့ထဲကပရိတ်ကိုရဲ့နောက်တစ်နှစ်ကြုံမှာဇောင်းတပင်ကြုံမှာပရိတ်သုံးပရိတ်ကိုလို့ထောက်တဲ့ဒီဇောင်းမှာ36 36အပေါ်ကပြန်ကြခဲ့တယ်ပရိတ်6ပဲနော်အဲ့တော့ကျွန်တော်တို့ဒီနေ့မှာပရိတ်6ဆိုလို့တစ်ခွက်ပဲရှိတယ်။သူဒီလိုပုံစံတိုင်းပေးသွားမယ်ဆိုရင်တော့ပရိတ်6ပြန်ကြပါဗော နော်အဲအဲ့တော့ကြိုက်တယ်ဆိုရင်ထိုးလို့ရတယ်ကျွန်တော် ဖုန်းနံပါတ်ကတော့2925330091ဖြစ်ပါတယ်နော်အဲအဲ့ဒီမှာကျွန်တော်ဆက်သွယ်လို့ရပါတယ်ဖုန်းနဲ့အဓိကက YouTube channel ရဲ့ညီကိုလေးလဲတင်ရင်ဖုန်းနံပါတ်ပြောတဲ့နေရာကိုကျွန်တော်ပေါအောင်လို့တင်ပေးပါနော်အခုကအကောင့်လူလဲပေါ်နေတယ်ကိုနံပါတ်နဲ့ခံပြီးတော့လောက်ထားနေရလဲပေါ်နေတဲ့အတွက်ကြောင့်ကျွန်တော်ဖုန်းနံပါတ်ကိုပြောရခြင်းဖြစ်တယ် ဘာလို့ဆိုဖုန်းနံပါတ်ကြီးတော့ကျွန်တော်ချမပြီးတော့ဘူးဘာလို့ဆိုတော့ YouTube နဲ့စီကန်းချက်နဲ့မကန့်ညီတော့ကျွန်တော် YouTube channel တွေယူတင်ရင်သူတို့အခက်အခဲဖြစ်မှာဆိုလို့ဖုန်းနံပါတ်မချတော့ဘူးကစက်ကပဲနှုတ်ကပဲပြောတော့မယ်ကျွန်တော်ဖုန်းနံပါတ်ဒီ09ကို2925330090ဖြစ်ပါတယ်အဲ့တော့ဒီတစ်ပတ်ကိုကျွန်တော်တို့ကအကျက်20ချိန်ကိုပြန်ကြတကောကောင်းဆုံးမယ်ပေါ့နော်ပြန်ကြနေအခုပြလိုက်တာ646ပေါ့ အခုပြန်လိုက်တာ646ကိုတော့ကျွန်တော်ဒဲပဲကြိုက်ပါတယ်နော်ဒဲအားဒါပေမဲ့တခြားပြန်ကြတွေလည်းဖြစ်သွားနိုင်ပါတယ်ဒါကကြိုက်တယ်ဆိုရင်တခြားပြန်ကြတွေကိုကကိုတခြားဆရာတွေတင်တာနဲ့ညီညီချင်းချင်း